ညှို့ငင်မှုကဘာတွေစွမ်းဆောင်ပေးနိုင်တယ်လဲညှို့ငင်မှုဆိုတာဖန်ဆားခြင်းပါပဲပန်းနဲ့ဝင်းရဲ့ပွင့်ချလွားတွေဟာနေအောင်ကြီးရဲ့လင်းရောင်အောင်မှာမျိုးမျိုးထွေးထွေးရဲ့ငုံကိုဖေးပြီးပွင့်လာတယ်လို့ပဲကျွန်တော်တို့ဟာလေညှို့ငင်မှုရဲ့ကျင်းတ်စရာစွမ်းဆောင်မှုအရာပွင့်လန်းလာမှာပါညှို့ငင်မှုအစဟာကြီးကျယ်လာတဲ့စွမ်းဆောင်သူတယောက်မှကကျွန်တော်တို့ကိုတန်လိုက်စကွင်းတွေကိုဆွဲခေါ်သွားပါလိမ့်မယ်ညှို့တာရှိတဲ့လူတွေဟာအလိုရှိတိုင်းဖြစ်တာနဲ့အမျှပုံမိုးတဲ့အခွင့်အရေးတွေရတာပါတယ်အခြားလူတွေကဘယ်တော့မှမရနိုင်တဲ့အခွင့်အလမ်းတွေရနိုင်ပါတယ် အခြားလူတွေရရဆက်ဆက်ပြေးပေးခံရတဲ့ကိစ္စတွေမှာသူတို့ကခွင့်လွှတ်တာခံရပါမယ်။အခြားလူတွေကြောက်ွင့်မရနဲ့စကားတွေလည်းသူတို့ကိုပြောပြလာပါလိမ့်မယ်။လူတွေကသူတို့အတွက်တောင်းပန်ပေးတယ်လို့လမ်းဖယ်ပေးကြပါတယ်။ပြီးတော့သူတို့ကတန်တဲ့အကျိုးခံစားမှုတွေအစင်တစ်ပြည့်ရရှိစေပါတယ်။ဆောင်တယောက်ကကိုယ့်စီကိုဆွဲဆောင်ရင်းနဲ့နှစ်သက်စရာပုံစံအရရောက်လာတာကိုသိရင်လေရင်ဆိုင်တွေးဆောင်ရရပါလိမ့်မယ်။ဒါဆိုရင်ကိုကသူ့ရဲ့ညွတ်တဲ့တိုက်ခတ်လာမှုကိုအဆုံးသတ်ပေးလိုက်ရရောက်သွားမှာပါ။တစ်ချိန်မဟုတ်တစ်ချိန်မှာကျွန်တော်တို့ဟာတယောက်ယောက်ကကျွန်တော်တို့ကိုတင်ငယ်သွားစေနိုင်တဲ့ညွတ်စွမ်းအားရှိနေတာတွေ့ဖို့ရပါလိမ့်မယ်။ သူတို့ကကိုယ့်ကိုအမှန်တကယ်ကြိုက်နေတဲ့ပုံပြတယ်။ကိုယ့်အထင်အမြင်အယူအဆကိုလေးလေးစားစားထားတယ်။ကိုယ့်အထင်အမြင်အယူအဆကိုကောက်ကောက်မုံမုံနဲ့ဆက်ဆံတယ်။ကိုယ့်အပေါ်မှာချစ်ခင်မှုအပြင်းနဲ့အာယုံစည်စားထားတယ်။သူတို့ကိုယ်နဲ့အတူရှိနေခြင်းအတွင်းကိုကလွယ်လို့ဘယ်သူမှရှိရလို့မထင်ရဘူး။ဘေးမှာလူရှိနေရင်လည်းအမှုထားဖို့မရဘူး။သူတို့တွေ့တွေ့သည်မြတ်အဲမှာကိုဟာဆွဲမဲ့စရာအကောင်းဆုံးနဲ့အရေးကြီးဆုံးလို့လို့ကိုခံစားရအောင်ဖန်တီးလိုက်တယ်။သူတို့နားမှာရောက်နေတဲ့ဝမ်တာပီတီဖြစ်မှုဟာဘာနဲ့မှနိုင်စားမရအောင်ဖြစ်သွားရပြီးကိုဘလောက်တောင်အံ့ဩသွားရတယ်ဆိုတာကြံခံစားမိပါရဲ့လား ဒီပီတီဟာအစမတန်အလွန်အထူးကြီးမားပါတယ်အဲ့ဒါကိုကျွန်တော်လောင်းရပါတယ်လူတယောက်ကိုအံ့ဩဝမ်းသာမှုတွေခံစားရအောင်ဖန်တီးဆွဲဆောင်နိုင်တဲ့တကုတ်စွမ်းအင်ဟာဗာများပါလေလို့စဉ်းစားကြည့်လေဒါဟာတကယ့်ကိုအကန့်အသတ်မရှိတဲ့သဘောပါပဲနာမည်ကျော်ကမ္ဘာနိုင်ငံခေါင်းဆောင်ကြီးတွေဟာဒီစွမ်းအားကိုပဲကြီးထွားအောင်ပြုစုခဲ့ကြတာပါ အောင်မြင်တဲ့စီးပွားရေးသမားတွေဟာလည်းဒီတကုတ်ပါဝါရအောင်ပြိုးထောင်ကြိုးပမ်းခဲ့သူတွေဖြစ်ပါတယ်ထင်ရှားကျော်ကြားတဲ့အမှုပညာရှင်တွေဟာလည်းဒီပညာစွမ်းကိုအသုံးချခဲ့ကြတာပါ လူတွေနဲ့ပေါက်တဲ့ဆက်ဆံရတဲ့ဘသူမဆိုမြုပ်ငင်မှုအစွမ်းနဲ့အကျိုးကျေးဇူးတွေရနိုင်ပြီးအောင်မြင်ရေးလေကားကိုတွေ့တက်စေသူတိုင်းလေညှို့ဆွမ်းအားကိုဖွင့်ဖြိုးတိုးတဲ့အောင်ဖန်တီးဖို့လိုပါလိမ့်မယ်။တစ်ခါတားအခြားလူတွေကိုအချင်းနေရာမရွေးကြီးနိုးမှုပီတိအထူးခံစားရအောင်ဖန်တီးနိုင်မှာတလား။ဇီဝရေးလောကနဲ့ကိုယ်ပိုင်ဘဝမှာဒီလက်ဆောင်ကဘလောက်အဖို့တန်နေဆိုတာပြမိပါရဲ့လား။တကယ်တော့လုံးဝကိုတန်ဖို့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ကျွန်တော်ပြောတာရုံးပါ။လူတွေကိုပီတိရတာအထူးခံစားရအောင်လုံနိုင်တဲ့အစွမ်းရှိလိုက်ရင်ဆုလက်တွေကလည်းကိုယ်နောက်မှာကလေးရဲ့ပါလာမှာဖြစ်ပါတယ်။ မြို့ယူဆွဲဆောင်ရေးလက်နက်ကရိယာတွေများနားထောင်သူဟာမြို့စွမ်းအားတက်အောင်လှုပ်တော့မယ်လို့ဒီနေ့ပဲဆုံးဖြတ်လိုက်ပါအခြားသူတွေနဲ့ရင်းနှီးခင်မင်စွာဆက်ဆံရေးလေ့ကျင့်ပါဒီဆုံးဖြတ်ချက်ဟာလူထက်ဖက်သားကိုအစမ်းတကြအံ့ဩလောက်တဲ့စိတ်ချမ်းသာမှုတွေပေးတယ်လို့ကိုလို့တမညအောင်မြင်ပြီးလက်ညှိုးညွန်ရာရေဖြစ်အောင်တိတ်ထိပ်ပြီးတဲ့လမ်းကိုဖွင့်ပေးပါလိမ့်မယ်ကိုကိုရိုင်ရဲ့လက်ရှိညှို့ငင်မှုအရေးသေးကိုပြန်ဆန်းစစ်ပြီးတိုင်းတာကြည့်ပါကိုကိုကိုဘလောက်ညှို့အားကောင်းလဲဒီကနေ30အထိအမှတ်ပေးကြည့်ပါ အမတစင်ရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒီနောက်ကိုအတိကျွမ်းကျင် ခင်မင်းနဲ့လူတယောက်ကိုအကဲဖြတ်အမပေးခိုင်းပါဦးသူပေးတဲ့အမတွေကပုံမှန်ပါလိမ့်မယ်ခုဆိုရင်နားထောင်သူဟာတကက်ကိုညှို့ဆွမ်းအားအပြစ်ရှိသူတယောက်အဖြစ်အသွင်ပြောင်းမှုကိုစတင်မိလိုက်ပါပြီကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ